ားလုံးမင်္ဂလာပါစေအီချမ်းသာခြင်းကိုချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့ထိုင်းရွှေစည်းတွေကတော့မနက်ပိုင်းမှာ250အတန်နဲ့ဈေးဖွင့်သွားပါတယ်ဒီနေ့က24ရက်နေ့9လပိုင်း2020နဲ့9ခုနဲ့မနက်ပိုင်းထိုင်းရွှေစည်းက250တက်ပါတယ်96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲစည်းဆိုင်အားရောင်းနေစည်းက9000နဲ့မှ600ဆိုင်ကလက်ခံနေစည်းက9000နဲ့မှ900လက်ဝေရဏိုင်းဈေးနှုန်းတွေကဆိုင်အားရောင်းနေစည်းက9000နဲ့မှ400ဆိုင်ကလက်ခံနေစည်းက9583.6ခွင့်ချောင်းနဲ့ပေါင်းစည်းရှိပါတယ်ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3360နဲ့ထိုင်းရွှေလိုတွက်ထားပါတယ်ဒေါ်လာကို ိုင်းဘတ်ငွေ32.4ခွေနဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။96.5ရခဲ့လို့ရှိရင်ထိုင်းရွှေအခဲကဘန်ကောက်ထဲမှာလက်ခ200ရှိပါတယ်။လက်ခအပီအစီ ထိုင်းရွှေခရပတ်သားကို9100နဲ့ပေါင်စည်းရှိနေပါတယ်။ဆိုင်းကလက်ခံတဲ့ဈေးကတော့ရခိုင်နှုန်းပြတ်မပြတ်ပဲဆိုင်းက9500နဲ့ပြန်ပြီးတော့လက်ခံပါပါ။လက်ဝိရဏိုင်းလက်ခတို့ရတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ2000တိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထဲပေါ်မှာမူတည်သလိုရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစင်းနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့ထိုင်းရွှေလက်ဝိရဏတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်းက900ခိုင်နှုန်းပြတ်ပြီးတဲ့ပြင်ကို4800ဈေးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ထိုင်းရွှေကဒီနေ့တရလုံးတိုင်းတာနဲ့တစ်ချိန်မဲ့တက်ကြရှိမှာဖြစ်ပါတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုချင်တဲ့သူတွေအတွက်လက်ခဈေးသက်သာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ ပဲ။ဘန်ကောက်ထဲမှာဆိုရင် CNET ကလင်စီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တပတ်သားကိုလက်ခ200ငါးပတ်သားထိဝယ်မယ်ဆိုရင်လက်ခအကုန်ကြမရှိပါဘူး။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုတော့မယ်ဆိုလို့ရှိရင်အခဲကိုပဲဝယ်ဆိုထားကြပါလို့ကျွန်တော်ကတော့ကြံပြူချင်ပါတယ်။ထိုင်းရွှေအခဲကလက်ဝိရဏနဲ့စားလို့ရှိရင်လက်ခစင်းလုံးကအများကြီးကိုတက်တာမှဖြစ်ပါတယ်။ပြန်ရောက်တဲ့အခါမှလည်းရာခိုင်နှုန်းပြန်မပြတ်ဘဲဆိုင်ကပြန်ပြီးတော့လက်ခံပါပါ။လက်ဝိရဏကတော့ဝယ်တဲ့အခါမှလည်းလက်ခပို့ပြီးတော့ရွှေခဲတဲ့ပို့ပြီးဈေးများပါတယ်။ပြန်ရောက်တဲ့အခါမှလည်းဆိုင်က9ရာခိုင်နှုန်းဖြတ်အောင်မှဖြစ်ပါတယ်။ ထိုင်းရွှေစင်ငွေစည်းတွေကိုအများနဲ့တင်ပေးပါရယ်ထိုင်းရွှေစင်ငွေစည်းတွေကိုသိချင်နေဆိုရင်ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအန်ဒီအကင်းလို့ပြီးရှင်းနိုင်ကြပါစေ